စဉ်းစားဆင်ခြင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာလို့ဆိုရင်ဩငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေ့နဲ့ငါဘဝကြီးပြီးတော့မှာဘယ်လိုငါငါဘဝဆိုတဲ့အတွေ့ငါနဲ့ငါဟာလို့ဆိုတာကိုမတွေ့တော့ပဲနဲ့ဩအခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင် ချုပ်ပြောက်သွားတော့မယ် အစီရံဝတ္တယံကာယောပထဝီအဓိတ္တတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရအောင်မယ်။ဟောဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးเนาะတရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလား။သူခန္ဓာပဲရှိတာပဲ။မြတ်စွာဘုရားဟောထားတယ်။သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲ။အဲ့တော့ငါကထင်နေတာငါယောဂခန်းနေရတယ်လို့ထင်တယ်။ ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုရင်ဒီအတွေးလေးတွေတွေးနေတာကွာဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးအဲ့ဒီအတွေးတွေကလည်းတောကကိုရောချစေနိုင်ပါတယ်တောကကိုရောချစေတတ်တဲ့အတွေးတွေအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီ ငါမှဖြစ်ရနေခြင်းဆိုရင်တော့ကလာငါဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးဆိုရင်လေတော့ကတွေဝင်လာပြန်ငါဆိုတဲ့အတွေ့ကိုမတွေ့ပဲနဲ့ယုံ nant ခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်ပဲငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါခယူဆိုင်เสียမလိုဘူးငါခယူဆိုင်ရမှာကဘာလဲလို့ဆိုရင် ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်တန်အောင်ခရုဆိုင်ရမှာလို့ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လည်းဒါဓမ္မကိုပေါ်ပြုတ်တယ်လို့ဒီလိုဆိုရတာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအင်မတန်မှကြောက်เสียကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတည်းရန်ဘဝဆိုတာအင်မတန်မှကြောက်เสียကောင်းတတိကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံကမျိုးတွေမရှိဘူးလားရှိတယ်။ဟာတရားလေးနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းနဲ့တည်သွားတဲ့ပုံကတွေလည်းရှိတယ်။သို့တော့တခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုံကတွေရှိတယ်။စကိုင်းတောင်ရိုးမှာဆိုလို့ရှင်ဆရာတော်တစ်ပါးနှစ်နှစ်နေပါအဆိုင်မှဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထား။ဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခုဆုံးသက်သွားတယ် ဘဝဆိုတာဘလို့မပြောလို့မရကြောက်เสียအမတန်ကောင်းအဲ့ဒီဆရာတော်ဆိုတာနိုင်ငံကျော်ဓမ္မဂတိကပဲเนาะမြန်မာနိုင်ငံအနှံ့လဲ့ပြီးတော့တရားဓမ္မတွေဟောပြောလာတယ်ပေါ့နောက်ဆုံးနှစ်နှစ်ကျော်ကျော်ဘာမှကိုမသိတော့တဲ့အနေအထားမျိုးဖြစ်ပြီးတော့သွားတယ်နောက်တစ်ခါတခါတွေ့သေးတယ်စကိုင်းမြို့မှာတခါကြီးတယောက်လူကြည့်တော့ဂျန်ညမ်းမှာဘာဖြစ်လဲဆိုရှာကိုလေဖြတ်တာစကားမပြောနိုင် ရှားကိုလေဖြတ်ထားတာစကားပြောကြလို့မရအဲ့ဒါမျိုးကလည်းပဲဘာကိုဖြစ်စေတုံးဆိုလို့ရှင်ဒေါသကိုဖြစ်စေပြောခြင်းနဲ့ပြောလို့မရဘူးဘေးကလူတွေကိုအားမလို့အားမရဖြစ်တယ်ဒုက္ခတွေရောက်အဲ့ဒီလေဖြတ်တာဒီကိုပြောခြင်းအတန်းနဲ့ပြောလို့မရဘူးလှုပ်ခြင်းအတန်းနဲ့လှုပ်လို့မရဘူးဆိုတဲ့အချိန်မှာဓမ္မကို အဖော်မပြုတ်နိုင်ဘူးဆိုလို့ရှင်တတော်ကိုဒီစိတ်တော့ကရောက်မဲ့အဖြစ်မျိုးတွေပဲ ဘာဖြစ်လို့တုံးဆိုတော့ကိုကလှုပ်ချင်တာကတခြားเนาะဘေးကလူတွေကနားမလဲတော့လှုပ်ပေးတာကတခြားဆိုဟာဒုက္ခတွေဘယ်လောက်ရောက်မလဲဆိုအဲ့ဒီအချိန်မှာကိုယ်ဆန္ဒတွေကိုဥစားမပေးနေတော့เนาะဘာကြီးပဲဖြစ်ဖြစ်ဓမ္မနဲ့ပဲနေမယ်အချိန်ကြီးတည်ခြင်းတဲ့အချိန်သေးပါစေတရားကိုပဲနှလုံးသွင်းနေမယ်ဆိုတဲ့အနေအထားမျိုးကိုယ့်ကိုစိတ်ဒုံဒုံချနိုင်မှာမချနိုင်ဘူးဆိုလို့ရှိရင်ဒေါသတွေဖြစ် ချို့ဆိုဒေါသတွေဖြစ်ပြီးတော့အဲ့လိုနေ။ဟိုးအမေရိကမှာနေတဲ့တကာကြီးတယောက်ဆိုဘလောက်ဝမ်းနေเสียကောင်းတော့ဆိုလေဖြတ်သွား။လေဖြတ်သွားတာပထမခြေထောက်တွေလက်တွေလေဖြတ်သွား။နောက်ဆုံးဖြတ်လိုက်တာဘယ်ထိအောင်ရောက်သွားတော့ဆိုမျက်တောင်ကလေးပဲပုတ်ကလပုတ်ကလမျက်တောင်လေးပဲခတ်နေတာဘာမှမပြောနိုင်တော့။အဲ့ဒီရောက်တဲ့အခါတွားပြီးတော့မိတ်ဆွေသင်္ကားတွေကတွားပြီးလူမမာမေးတဲ့အခါကျတော့ ်တောင်ကလေးခတ်ပြီးကြည့်ရင်အဲမျက်တောင်ကလေးကြားထဲကမျက်ရည်ကလေးတွေပေါက်ခွနဲ့ပေါက်ခွနဲ့ထွက်လာကဲသူ့ဘလို့ခံစားနေရမယ်ဆိုတာစဉ်းစားကြည့်ကဲဘုန်းကြီးတို့တွေအဲ့လိုမပြောနိုင်မဆိုနိုင်အတိလဲရှိနေသေးတယ်ခံစားနေရတယ်ဆိုရင်ဘာနဲ့နေကြမလဲအဲ့လိုမျက်ရည်ကျဖို့ရဘာကြောင့်မျက်ရည်ကျနေရသလဲစဉ်းစားကြည့်ရနော်အဲ့တော့ဖြစ်ဖို့ရတော့အရေးကြီးဆုံးကဘာလဲလို့ဆိုရင် တရားနဲ့ပဲနှလုံးသွင်းပြီးတော့နေမယ်မသေးခင်ကပဲတရားကိုနှလုံးသွင်းပြီးတော့အကယ်၍များနေနိုင်မယ်ကိုယ်ဆန္ဒတွေကိုရှေ့တန်းမတင်မဲနဲ့ကိုယ့်ရဲ့ပြုစုတဲ့ပုံကိုယ်တွေပေါ်မှာဘာမှထောတာတွေမကျေနပ်တာတွေမဖြစ်စေဘဲနဲ့နော်မဖြစ်စေဘဲနဲ့ဘာဆန္ဒအမှအဲ့ဒီအချိန်မှာမထားတော့ဘဲနဲ့ တရားကိုပဲနှလုံးသွင်းမယ်ဆိုရင်အနေထားမျိုးလေးနဲ့နေနိုင်မှဘုန်းကြီးတို့တွေကထာဝရချမ်းသာမှုဆိုတာရနိုင်ပါလေ။စကိုင်းတောင်ရိုးမှာဘုန်းကြီးတို့နဲ့အနီးကဆရာတော်ကြီးတစ်ပါးရှိတယ်။အဲ့ဆရာတော်ကြီးနေမကောင်းတဲ့အခါကျတော့ဆရာဝန်ခေါ်ပြီးတော့နော်နေကောင်းလို့ကောင်းညာဆိုပြီးတော့အာစေပလင်းချိတ်ပေးတယ်။အာစေသွင်းတယ်။ဘာပြောတော့ ဆရာတော်ကြီးကသူ့ကိုမလုံးနဲ့မလုံးနဲ့လို့ပြောပေမဲ့လို့ဖြူစုတဲ့ပုံကိုယ်တွေက အတင်းလောက်ကြတယ်သူကဘာမှမပြောနိုင်အတုအတင်းလောက်ကြတယ်ကောင်းစေခြင်းလို့လုပ်တယ်အဲ့ဒီကြတဲ့အခါကျတော့မျက်နှာနည်းနည်းတင်းသွားပြီးတော့ဘာမှမပြောတော့မျက်နှာမျက်နှာကျော်တင်းသွားဒါဘုန်းကြီးတို့ကိုယ်တိုင်မြင်လိုက်တာပေါ့နော်မချိနှပ်ဘူးဆိုတာတော့သိတယ်သို့တော့ ယောဂါပြောက်လို့ပြောက်ညာဆရာဝန်ကလည်းတွင်းပေးခြင်းတယ်အဲ့တော့တွင်းလိုက်ကြသူစိတ်တိုင်းကြမဖြစ်ဘူးအဲ့ဒီလိုနဲ့ပြန်တော်မူသွားတယ်ဒေါသဖြစ်ပုံရတယ်နော်မကျေနပ်တာတွေကဲလှုပ်ချင်တာလှုပ်ကြတော့ကွာငါမင်းတို့ပြောတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့သေးသွားတာဘယ်ရောက်တယ်ဆိုတာတော့ကိုယ့်အကောင်မသိဘူးပေါ့သို့တော့အဲ့ဒီလိုဟာတွေကိုတိတဲ့ပုံကောင်ကလည်းရှိသေးတယ်ဟုတ်မဟုတ်တော့မသိဘူး တောင်ကြီးကလာတဲ့တခါကြီးတယောက်ကပြောတာသင်္ကန်းတစ်ထဲလှူပြီးတော့တဲ့အမြောက်ဝေပေးပါတဲ့ဒီထဲမှာနေသွားတဲ့ဆရာတော်ကြီးတပါးတဲ့သင်္ကန်းကြီးမှာသူ့ကိုပြုစုတဲ့အခါမှာပြုစုတဲ့ပုံကိုယ်တွေပေါ်မှာမကြေမနက်ဖြစ်သွားလို့သူဟာဒီအနည်းပါးမှာမကြွတ်မလွတ်ဖြစ်နေမကြွတ်မလွတ်ဆိုတာဟိုတဲ့ပေါ့လေအဲတစိတရဲ့ပြိတ္တာပေါ့ဒီလိုဆိုလိုတာပေါ့ဖြစ်နေတယ် အခုကျတော့သူ့ကိုသင်္ကန်းဖလူပြီးတော့အမျှဝေပေးပါလို့ပြောတယ်အဲ့ဒါပြီးရင် तू ကနတ်ပြည်နတ်ဖြစ်တော့မှာပေါ့ဟုတ်မဟုတ်တော့မသိဘူးသို့တော့အဲ့ဒီတကားကြီးကမသေးခင်ကအခြေအနေကို तू သိတာတော့မဟုတ်ဘူးသူ့စီမှာဒါမျိုးလာပြီးတော့ तू ကသိနေ तू ပြောတဲ့အတိုင်းလည်းမဟုတ်ဘူးလားဆိုဟုတ်နေတယ် ဟုတ်နေတာဘာဟုတ်တုံဆိုတေကဏီမှာပြုစုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမကြည်မနှက်ဖြစ်သွားတယ်ဆိုတော့ဒါလည်းဖြစ်မဖြစ်နိုင်တဲ့အနေအထားတစ်ခုအေးဒါကြောင့်မလို့တရားချစ်ခင်သူရစင်ပြိဿပေါင်းတို့ဘဝခရီးကိုရှောက်လန်းနေကြတဲ့အခါမှာအခုလိုကြမ်းညမ်းမာမာနဲ့အရွယ်ကောင်းတဲ့အချိန်ကစပြီးတော့တို့တွေတွေဘာနဲ့နေကြမလဲဆိုတာကိုကိုယ့်ကိုရွေးချယ်ပြီးတော့တမန်ဖို့အဖို့ရင်းနဲ့နေတာဟာ အမကိုရအောင်မဟုတ်အာကိုရနော်သူတို့အပြင်တို့ဘာတစ်ခုရှာထားနောက်ဆုံးအချိန်အတွက်အကောင်းဆုံးအဖို့ပြုဖို့ကဘာလဲဆိုတာကိုရှာထားဖို့လိုအပ်တယ်အဲ့ဒီရှာထားလိုက်လို့ရှိရင်တကယ်တွေ့ရမှာတော့တရားဓမ္မအဖို့ပဲဖြစ်ပါတယ်တရားဓမ္မအဖို့ဖြစ်လာလို့ရှိရင်တရားဓမ္မကိုနှလုံးသွင်းဆင်ခြင်မှုဟာအမှန်တမ်းအရေးကြီးတယ်တုပ္ပဝါဒဆင်ခြင်သလိုဆင်ခြင်၍ဖြစ်စေ ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးဆိုတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ញင်လို့ဖြစ်စေဘဝဆိုတာဒီလိုပဲအဆုံးသတ်ရတာလို့စိတ်ဓာတ်တွေကိုတောကမဖြစ်အောင်ထိမ့်သိမ့်နဲ့ဆင်ញင်နည်းနဲ့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ယောနိတော်မနတိကာရဆိုတဲ့တရားဓမ္မကိုလက်ကင်ထားပြီးတော့နေမတာနဲ့ထာဝရချမ်းသာဒုက္ခကိုတို့တဲ့တွေရနိုင်တာဖြစ်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့ဓမ္မကိုအဖို့ပြုတ်ပြီးတော့ ထာဝရချမ်းသာကိုရအောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်တည်း